င်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အော်တိုဘာလ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့လက်နက်ကင်ပြင်ပအဖွဲ့အစည်းများအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်တရားမှဝင်ရောက်ဆွတ်ဖက်ခြင်းမပြုကြဘူးပခုတ်ကူပအာဖာအတိပေးတဲ့တရင်ကိုတင်ပြပေးပါမယ်မျိုးနယ်အတွင်းမှာရှိတဲ့လက်နက်ကင်ပြင်ပအဖွဲ့အစည်းများအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်တရားမှဝင်ရောက်ဆွတ်ဖက်ခြင်းမပြုလုပ်ကြဘူးပခုတ်ကူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ် ပခုတ်ကူမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့မျိုးနယ်ရဲ့အုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်နေပြီးတော့ပြည်သူဝန်ဆောင်မှုများကိုလည်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။တို့ဖြစ်ပါ၍မြည်သည့်အဖွဲစည်းမဆူဝင်ရောက်ဆွတ်ဖက်ခြင်းမပြုလုပ်ကြဘူးနဲ့လိုင်းနာမှုမရှိပါက လုံထုံလုံနီးများနဲ့အညီအေးအေးယူသွားမှာဖြစ်တယ်လို့ပခုတ်ကူမျိုးနယ်ပအာဖာကအတည်ပြုထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ကော်မရှင်လက်နက်ကြီးကြောင်းမီးလောင်ကျွမ်းမှုအား PDF မီးရှို့ခဲ့တယ်လို့ဝါဒပြန့်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကတ္တာခရိုင်ဗမောင်းမြို့မှာစစ်ကော်မရှင်တပ်ကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်မီးလောင်ကျွမ်းခဲ့မှုကို PDF ကမီးရှို့ခဲ့တယ်လို့စစ်ကော်မရှင်နဲ့ SNE တို့ကဝါဒပြန့်ဖော်ပြနေကြောင်းကတ္တာခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါရီ။ မောင်းမျိုးကိုတော်လန်ရေးတက်များကသိမ်းယူခဲ့ပြီးတလားကျော်ကြာကာလမှာစစ်ကော်မရှင်တက်နဲ့ SNA ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ကမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်မှုများစတင်ဆောင်ရွက်လာခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကာလအတွင်းအော်တိုဘားလ26ရက်နေ့မှာစစ်ကော်မရှင်တက်ကပြစ်ခတ်ခဲ့တဲ့120မမမော်တာကြီး တလုံးဟာဗမောက်မျိုးမရဲစခန်းအတွင်းကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့အဆောင်တချို့မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။၎င်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုစစ်ကော်မရှင်နဲ့ SNE ရဲ့ဝါဒဖြန့် Facebook page များနဲ့ Telegram channel များမှာ PDF ကမီးရှို့ခဲ့တယ်လို့မမှန်မကန်သတင်းပေါ်ပြနေကြတယ်လို့ကတားခရံအမှတ်လေးတရင်ကအသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရေးမျိုးနယ်ပါ DKBA ဂိတ်ကိုရေးဘလူးအဖွဲတိုက်ခိုက်ငါးဦးသေဆုံးပြီးဂိတ်မှုဘူကြီးတိမ့်တန်လက်တဖက်ပြတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။အော်တိုဘန်လ29ရက်နေ့မနက်9နာရီခန့်မှာရေးမျိုးနယ်နှင်းစုံကြီးရွာအနီးမှာရှိတဲ့ DKBA ဂိတ်တစ်ခုကိုရေးဘလူးတော်လန်ရေးအဖွဲကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းရေးဘလူးကတရင်ထုတ်ပြန်ထားပါသည်။ထိုတိုက်ခိုက်မှုကြောင့်ဂိတ်မှုဘူကြီးတိမ့်တန်လက်တဖက်ပြတ်ဒဏ်ရာရရှိပြီးတော့ ဂိတ်ကိုအလဲလာသူစံပြကြေးရွာမှအမျိုးသမီးတဦးជីထိမှန်တိဆုံးခဲ့က DKBA အဖွဲ့ဝင်၄ဦးတန်ရန်ရရှိခဲ့တယ်လို့သိရပါတယ်။ကရုတ်ကျင်းထဲမှပြန်လည်ပြစ်ခတ်မှုများရှိပြီးတော့ရေးတံတားကြီးနဲ့ခမာယ343တက်ရင်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါ DKPA ဂိတ်ဟာပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့ခရီးသွားယာဉ်များထံမှငွေကြေးခောက်ခံရုံသာမက အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းထိုးရာမှာနေမြေလမ်းညွန်ပေးခြင်းဒေသခံများကိုဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မဒရာအရှိမြောက်ချမ်းတပြေချောင်ကြီးရွာမှာရှိတဲ့စစ်ဘေးရှောင်များနေထိုင်တဲ့အိမ်တလုံးကို Jet Fighter ဖြင့်ပုံကျဲပြည်သူလေးဦးတည်ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အော်တိုဘာလ26ရက်နေ့ညနေ6:41မိနစ်အချိန်ကမ်းမှာမရေယာမြို့နယ်မရေယာအရှိမြောက်ချမ်းတပြေးချောင်းကြီးရွာမှာရှိတဲ့စစ်ဘေးရှောင်များနေထိုင်တဲ့အိမ်တလုံးကိုစစ်ကောင်စီမှ Jet Fighter တစ်စီးဖြင့်လေချောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း Voice of Mandalay မှတရင်ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီမှစီးရင်နေမီမဟုတ်တဲ့နေရာများကိုအကြောင်းမဲ့လေချောင်းတိုက်ခိုက်မှုကြောင်းကြာနှစ်ဦး၊မနှစ်ဦးစုစုပေါင်း၄ဦးတိဆုံးခဲ့ပြီးတော့နွားသုံးကောင်ပါတိဆုံးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကလီမျိုးနယ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထူနေအိမ်များမိရှုဖျက်ဆီးဒရုန်းနဲ့ပုံကျဲချတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကလီမျိုးနယ်တောင်ပိုင်းကျုံချောင်းကြီးရွာကိုကလီမျိုးနီးပညာတက်ကသူ GDC ဝင်းအတွင်အခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကအင်အားတရာကျော်ဖြင့်အော်တိုဘာလ29ရက်နေ့နေ့လေတနအီခွဲအချိန်ကမ်းမှာစစ်ကြောင်းထူဝင်ရောက်ကနေအိမ်အချို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်းဒေသတဲ့င်းများအရာသိရပါသည်။ စစ်ကောင်စီတပ်ဖွဲ့ကအော်တိုဘားလ26ရက်နေ့မှာကလေးမျိုးမှစစ်ကား20စီးဖြင့်လက်နက်ခဲယမ်းရိတ်ခါများနဲ့အင်အားအများပြားကို GTC1 အတွင်ဖြည့်တင်းခဲ့တဲ့အပြင်ညနေပိုင်းမှာတံပြားကာက3စီးကားကြီး10စီးဖြင့်122မမဟာဝေဇာလက်နက်ကြီး120မမ105မမလက်နက်ကြီးများနဲ့ကြီးတက်တာများကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ထောက်ကြံရွာတာယာကုန်းရွာနဲ့ ထိုမာရွာဘက်များမှာလည်းစစ်ကြောများရွေးရှားနေပြီးတော့တာယာကုန်းရွာကိုအော်တိုဘားလ26ရက်နေ့ညနေ9နာရီဝန်းကျင်မှာ GTC မှပြန်တက်လာတဲ့ drone များဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာထိခိုက်ပျက်စီးမှုများရှိနိုင်ကပြည်သူများဘီးလူရွာကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပုံနေကျုံမှာပရာဟိတရင်ကိုစစ်တပ် drone ဖြင့်ပုံကျဲတိုက်ခိုက်ရာအသက်16နှစ်အရွယ်ပရာဟိတလူငယ်တည်ဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ရခိုင်ပြည်နယ်ပုံနဲ့ဂျုံမြို့နယ်ကွမ်းတောင်ရွာကိုလူနာသေးဆောင်ရန်ထွက်ခွာသွားတဲ့ဖြူစင်ရင်ကွင်းဖောင်ဒေးရှင်းရဲ့ပရာဟိတရင်တစည်းကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်14နှစ်အရွယ်ပရာဟိတသမားမောင်ထီးအောင်ဟိန်းခေါ်ကိုလက်ဘုံတိမှန်တိဆုံးခဲ့ကြောင်းဒီသားတရင်များအရာသိရပါတယ်။အော်တိုဘားလ26ရက်နေ့ညနေ3နာရီခန့်မှာကွန်းတောင်ရွာမှာရှိတဲ့ကျမကြီးမကောင်းသူလူနာတအူးကိုတဲဆောင်းရန် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှပရိုက်တာရင်ဖြင့်ထွက်ခွာခဲ့ပြီးတော့လမ်းမှာစစ်တွေမျိုးအခြေဆိုင်အကြမ်းဖက်စစ်တပ်မှလွတ်တင်ထားတဲ့ဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာမောင်ထီးအောင်ဟင်းရဲ့လေပင်မှာဘုံစားထိမှန်ကပွေးချင်းပြီးသိဆုံးခဲ့တယ်လို့သိရပါတယ်။ကွန်းတောင်ရွာဟာအင်ဂျီတထောင်ကျော်ရှိတဲ့ရွာကြီးဖြစ်ပြီးတော့လူအများစုစစ်ပေးရှောင်နေရပေမဲ့အိမ်ဆောင်တွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးအား ယာယီအတုံးမပြုတ်ကြဖို့တနင်္သာရီတိုင်းစစ်ဌာနထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းစစ်ဌာနကိုကိမှုအောက်မှာရှိတဲ့တနင်္သာရီမြို့နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ထိတွေ့တိုက်ပွဲများကြောင့်မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးအားအတုံးမပြူကြဖို့တနင်္သာရီတိုင်းစစ်ဌာနကထုတ်ပြန်ထားပါရီတနင်္သာရီမြို့နယ်အတွင်းစစ်ကော်မရှင်တပ်နဲ့ဒေါ်လာရီပူပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲများဖြစ်ပေါ်နေပြီးတော့ကန်ယူရန်တိုင်းစစ်ဌာနချုပ်နဲ့စကခ73တပ်တို့ကတိုက်ပွဲဖြစ်ပွားရာနေရာများသာမကအယက်သားပြည်သူများကိုရည်ရွယ်ချက်ရှိရှိလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးများဖြင့်ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါရီ ဒါအပြင်စစ်ကော်မရှင်ကကားလမ်းမကြီးမှတဆင့်စစ်ကူနဲ့ထောက်ပံ့ဖြည့်တင်းရေးလုပ်ငန်းများလှုပ်ဆောင်နေတဲ့အပြင်စစ်စည်းရေးဂိတ်များအခြေချတိဆောက်ကာခရီးသွားပြည်သူများအားတရားမဲ့စစ်ဆေးခြင်းလုံခြုံရေးအကြောင်းပြကုန်စည်များအားဖွင့်ဖောက်စစ်ဆေးခြင်းတင်းယူခြင်းလူနဲ့ကုန်စည်များအားတရားမဲ့ဖမ်းဆီးခြင်းဆက်ကြီးအခွန်ငွေမတရားကောက်ခံခြင်းလူငယ်လူရွယ်များအား အထက်မှဖန်စီတက်သားတဲ့စူဆောင်ခြင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လက်တလောဖြစ်ပေါ်နေတဲ့စီးရီးအခြေအနေများပြင်းထန်မှုရှိနေပြီးတော့အရက်သားပြည်သူများအသက်အန္တရာယ်ရှိနေတာကြောင့်အော်တိုဘာလ28ရက်နေ့ကစတင်ပြီးတော့မြိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးတက်လျှောက်ခရီးသွားလာခြင်းမပြုလုပ်ကြဘူးအထူးသဖြင့်ကားလမ်းမကြီးအသုံးပြုသွားလာမှုကိုရှောင်ရှားကြဖို့တနင်္သာရီတိုင်းစစ်ဌာနကတိုက်တွန်းထားပါရယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှင်းတဲ့ပရေဖို့တို့ကပေးပို့ထားတာ 따라 비보아래 크며